โอเคအားလုံးပဲမင်္ဂလာပါဗျဆော့ကတီယာမြန်နေပြန်လဲပြီးကြိုလိုက်ပါကျွန်တော်ဒီနေ့စနေနေ့ညမှာလီပွဲစဉ်ပွဲကောင်းနေအများကြီးကမရှိပါနဲ့ဒီပွဲစဉ်တွေကနေအကြိုက်ဆုံးပွဲစဉ်ဖြစ်တဲ့ EPA မှာ၄ပွဲဆွေးနွေးလီကမှာ၃ပွဲဒီဘက်မှာ၃ပွဲစုပေါင်းနေပွဲစဉ်၆ပွဲကိုလိုတိုရှင် review လာပြောပြပေးသွားမှာဖြစ်ပါတယ်နောက်ပြီးရမီ၃ပွဲကောင်းယူရှင်နဲ့ညီကိုများလဲ fan over ဖုန်းနံပါတ် Viber ကို Telegram နေလာရောက်ဆက်သွယ်ပြီးရွှေ့နိုင်ပါတယ်ပြီးရမီ web ကတော့နောက်ဆုံး၄ရက်စတိုင်ဝင်ထားတဲ့နေရာမှာရှိပါတယ်နောက် review ပွဲစဉ်တွေဘက်ကိုတွားလိုက်အောင် ထမအောင်ကြောင့် EPM ပွဲစဉ်ဖြစ်တဲ့ Frankfurt နဲ့ Brighton ဒီဘက်မှာ Asian Frankfurt ကဘောကြီးနေပြည်တော်ရှုံနဲ့ဂူပေါင်းကြီးသုံးပေမှာကျင်းပွင့်ထားပါတယ်ဒီပထမကြော့ Brighton အိမ်ဝင်ပါတော့က Brighton ကသုံးပေအထိအောင်ကျင်းပွင့်ထားပါတယ်အိမ်ဝင်ဝင်းဝင်းကြည့်မယ်ဆိုတော့ Wayne Brighton တို့ level ရှုံလောက်ကြီးကျေဖောက်တဲ့နေထားမှာဒီကားနဖောင်ရကားဖောင်မကောင်းဆိုတဲ့ဒီ level ရှုံမပေါက်နဲ့တော့ level 50ရှုံလောက်ပေါက်တဲ့နေထားပါတော့ဒီအဝင်းဝင်းကနေကြေကြောမပြေးပဲနဲ့ Asian Frankfurt က level 50ရှုံကျေဖောက်ထားပါတယ် ရရက်ဒီမှာလဲဘိုင်ဒန်တို့အပေါ်မှာရက်ဒီနေနေထားမှာတော့ကြေကျော်မပြေးရတဲ့အနေနဲ့မှာရှိပါတယ်။လက်ရှိဖောင်းကြည့်ရမယ်ဆိုလဲအကလုံးကတော့ဖောင်းမကောင်းဆိုပေမဲ့ဒီဘိုင်ဒန်ကတော့နောက်ဆုံးလာဝက်မှာနိုင်ငံပြောက်ဆုံးတာပြီ၃ပွဲရှုံး၂ပွဲတည်ကျထားပါတယ်။အေရှန်ဘက်ကတော့နောက်ဆုံးလာဝက်မှာ၃ပွဲနဲ့၂ပွဲရှုံး၂ပွဲတည်နဲ့ဖောင်းမကောင်းဆိုပေမဲ့ဘရန်ဖို့နောက်ဆုံး၅ပွဲလုံးဒီပွဲချက်ကန်ထားတဲ့အနေနဲ့မှာရှိပါတယ်။အာဆင်နယ်က1-1 draw ချက်စီက1-1 draw ဘုံမကူ1-2နဲ့နိုင်ထားပြီ။သူရှုံးတာလို့ဘူကာဆယ်က2-1နဲ့အဆွန်ပြလာက0-1ဒီ၅ပွဲစတိုက် ွက်ချက်ကထားတဲ့အနေအထားမှာရှိပါတယ်။ဒါကြောင့်မို့လို့ brand photo ဖောင်ကြနေလို့ပြောပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီဘွဲမှာတော့ဒီလက်ရှိဖောင်မှာလည်း brand photo writer နဲ့ဖောင်နှင်းငယ်ပူတာနေတဲ့အနေအထားမှာလည်းဖြစ်တယ်။ writer တို့ကြေကြောမပြေးရတာဖြစ်တဲ့ကြောင့်ဒီဘွဲမှာ ancient brand photo ancient အသာကျတဲ့ဒီ brand photo ဖော်ဒီကိုပြည့်ချက်ထားပါတယ်။ရလက်ခမ်းချက်21ခမ်းထားပါတယ်။နောက်တစ်ဘွဲတော့ crystal belly နဲ့ဘွဲမှာဒီဘွဲမှာလည်း body ကြီးရတဲ့တဲ့ကြေပွက်ထားပြီးပုံပုံကြီးက355ပြားစားမှာကြေပွက်ထားပါတယ်။ဒီပထမကျော့ဘုံမောင်ဝင်မှာတော့ဘုံမောင်က level ရှုံးကြေပွက်ထားပါတယ်။ အင်းဝင်းဝင်းကြည့်မယ်ဆိုရင်တော့ဒီဘုံမောက်ကအဆစ်ရှစ်မှာရည်ရည်နေနေရမှာဖြစ်တာကြောင့်ဒီတဲတဲသေးကတော့ဈေးမြတ်တဲ့နေရာမှာရှိပါတယ်။လက်ရှိဖောင်ရတော့နှစ်သင်းသလုံးကတော့ဖောင်ကောင်းမွန်ထားတဲ့နေရာမှာမရှိပါဘူး။ခရစ်ဆယ်ဘေးလေးကနောက်ဆုံးကတော့မှာနှစ်ပွဲနိုင်နှစ်ပွဲချုံတစ်ပွဲတည်းအဝေးဝင်းဘုံမောက်ကလည်းနောက်ဆုံးကတော့မှာတစ်ပွဲနိုင်သုံးပွဲချုံတစ်ပွဲတည်းဖောင်ရဒီခရစ်ဆယ်ဘေးလေးကတော့နည်းငယ်ပူတာတဲ့နေရာမှာရှိပါတယ်။နောက်ဆုံးနှစ်ပွဲမှာတော့ခရစ်ဆယ်ဘေးလေးကိုဒီအဝေးပွဲမှာယူကဆယ်ကိုဖိုင်ကြီးမချက်တာစီးတီကိုဖိုင်ကြီးနဲ့ဘူးပြည့်ရှိပြည့်နဲ့ရှုံးနေတာတဲ့နေရာမှာရှိပါတယ်။ဒီဝေးဝေးဘုံမောက်ကိုကြည့်ရမှာဆိုတော့ ဒီနောက်ဆုံး၅ပွဲမှာအင်ကွင်းမှာ၄ပွဲထိကန်ထားရတဲ့အနေအထားမှာတော့တပွဲပဲနံပွဲရရှိထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီဘုံမောက်တို့ခြေစွမ်းကတိတိကျကျကျဆင်းထားတဲ့အနေအထားမှာရှိပါတယ်။ဒီတော့ဒီပွဲမှာတော့ဒီ Crystal Palace လို့နောက်ဆုံး၅ပွဲစတိုက်ဂိုးရဲ့ချုံနေမှုကိုအင်ကွင်းမှာ response ပြန်လုပ်လာမယ့်အနေအထားမှာရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီပွဲမှာတော့ဖောင်ရလဲ Crystal Palace လို့ဖောင်နေငယ်ပို့တာရဲ့အနေအထားမှာ Crystal Palace ပုံယူရွေးချယ်ထားပါရဲလက်ကမန်ရဲ့2-1ခံမှန်းထားပါတယ်။နောက်တစ်ပွဲတော့ Everton နဲ့ Manchester City ဒီပွဲမှာ away Manchester City က Modric level ရှုံးနဲ့ပူပေါင်းကြီးနှလုံးရှုံးမှာဂျေးပွန့်ထားပါတယ် ပထမကျော် CD အင်ကွင်းမှာတော့ငါ CD ကတလုံးမရှုံ့ဒီတောင်ကြီးခက်ပြင်းပြင်းဖွင့်ထားပါတယ်အင်ကွင်းဝေးဝင်းကြည့်မယ်ဆိုတော့ဒီ CD တို့တလုံးတွေလောက်ဒီပေါက်တဲ့နေရမှာတော့လက်ရှိ generation ကပြတရလောက်တောင် CD တို့ဈေးပြောတဲ့နေရမှာရှိပါတယ်အရှိ form မှာတော့ form ရတော့ everton on CD ရော form မဆိုးလို့ပြောရတဲ့နေရမှာရှိပါတယ် everton ကနောက်ဆုံး၅ဘက်မှာတပွဲနိုင်တပွဲရှုံသုံးပွဲတည်ဒီနိုင်ပွဲကတော့တပွဲပဲရရှိတာဆိုမဲ့တေပွဲအများကြီးတဲ့ခန်းစစ်ကကြီးကြီးလေးလေးကန်ထားနေရမှာရှိပါတယ်ဝေးဝင်း CD ကနောက်ဆုံး၅ဘက်မှာသုံးပွဲနိုင်နှစ်ပွဲတည်နဲ့ရှုံးပွဲမရှိဘူး ကန်ထားရဆိုမဲ့ဒီနောက်ပိုင်းပွဲစဉ်မှာတော့ကိုရဖို့ရုံးကရတဲ့နေရာမှာရှိပါတယ်ပြီးခဲ့တဲ့ပွဲမှာခူဆယ်ဘဲလေးကိုဖိုက်တူးနဲ့နိုင်ထားတဲ့ပွဲရလေလို့တခြားပွဲစဉ်တွေမှာတော့ဒီကိုရရဖို့ရုံးကထားရတဲ့နေရာမှာပြရပါတယ်ကျွန်တော်ဒီပွဲမှာတော့ဒီဘော်ဒီဇီယောကိုပေါင်းဇီယောပြုတ်ပြောင်းတဲ့နေရာမှာတော့စီတီတို့ရမှတ်လိုအပ်ချက်ရှိနေတာဖြစ်တဲ့ကြောင့်ဘော်ဒီကိုမြှင့်ချထားပဲကျွန်တော်ကိုပေါင်းအောက်တမျိုးတဲ့ဝယ်ယူချက်ထားပါတယ်အဗာတန်ခံစည်းချက်လက်မှုကြောင့်ဝေဝင်စီတီတို့ကိုရဖို့ဒီရုံးကလာရမယ့်နေရာမှာရှိပါတယ်အဲဒါကြောင့်မကျွန်တော်ကိုပေါင်းအောက်တမျိုးတဲ့ဝယ်ယူချက်ထားပါတယ်ရလခံမှန်းချက်စီဝန်းခံမှထားပါတယ် နောက်တစ်ခွဲတော့အစွန်ဗီလာနဲ့ယူကာဆယ်ဒီဘက်မှာလည်းဘော်ရီကြီးတက်တက်ကျေပွတ်ထားပြီးကူပေါင်းကြီး330ဆားမှာကျေပွတ်ထားပါတယ်ဒီပထမကြုံယူကာဆယ်ကအင်ဝဲမှာဖြူးစီနဲ့ကိုပြတ်နိုင်ထားပြီးယူကာဆယ်အင်ဝဲမှာတော့ယူကာဆယ်ကတော့နေပဲရှုံးကျေပွတ်ထားပါတယ်အင်ဝဲဝေးဝေးကြည့်မယ်ဆိုတော့အရှင်ယူကာဆယ်ကလည်းအစွန်၃ပေါက်ရောက်ရှိခဲ့တဲ့အနေထားမှာအစွန်ဗီလာတို့ဒီတည်တယ်ပဲကျေပွတ်ထားတဲ့အနေထားမှာဈေးတန်းကတော့မှန်ကန်တဲ့အနေထားမှာရှိပါတယ်အရှင်ဖော်မှာတော့နေသင်းလုံးကတော့ဖောင်အကောင့်မုံဆုံးအနေထားမှာရှိနေပါတယ်အစွန်ဗီလာရဲ့နောက်ဆုံးကားကမာဂီဝဲနိုင်ဒပွဲရှုံး ဒုက္ခဆိုတဲ့နောက်ဆုံးနောက်ဝဲမှာငါးဝဲလုံးအနိုင်ရရှိတာမင်းခြေတွေလည်းဒုက္ခပဲငါးဝဲစတိုက်တျောက်ထားပြီးတော့ဒုက္ခပဲတျောက်နိုင်လည်းများနေတဲ့နေသားမှာရှိပါတယ်အစလွန်ဘီလာကိုကြည့်ရမယ်ဆိုတော့ချန်ပီယံလိမှာ PSG ကိုရှုံးပြီးတော့ချန်ပီယံလိရရင်ထွက်ထားတာဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့ဒီမရှိမနေ PPM မှာပြန်ပြီးအာယုံဆိုင်ဖို့လွယ်နေပါနဲ့ချန်ပီယံလိဝင်ခွင့်တက်ကငါးသိန်းအပြိုင်လူနေရတဲ့နေသားမှာဖြစ်တာကြောင့်အစလွန်ဘီလာတို့အိမ်ကွင်းမှာအမှားခံလို့မရတဲ့နေသားမှာရှိပါတယ်ဖောင်ရလည်းအစလွန်ဘီလာတို့ဖောင်ကောင်းနေတဲ့နေသားမှာလည်းဖြစ်တာကြောင့်ဒီအဝေးဝင်းဒုက္ခကတို့ကလည်းနောက်ပိုင်းပွဲတွေမှာ ခြေစက်တိုက်အောင်ထားရဲ့အများပါဖြစ်တာကြောင့်ဒီဘွဲမှာတော့ဘီလာတို့အင်ကွဲမှာအမခံမဲ့အနေထားမှာမရှိပါဘူး။ယူကာဆယ်ကြီးကမဆိုလဲလက်ရှိအဆင့်၃မှာနိုလီယန်ဖော်ဒ်အပေါ်ရောက်ရှိထားတဲ့အနေထားမှာသူ့အနေနဲ့ချန်ပီယံလိဝင်ခွင့်အတွက်ရိုင်းဖီယာရှိနေတဲ့အနေထားမှာဖြစ်တာကြောင့်ကျွန်တော်ဒီဘွဲမှာတော့အဆွန်ပြာဟော်ရီကိုယူချက်ထားပါတယ်။ရလခမန့်ချက်2-1ခမန့်ထားပါတယ်။နောက်တစ်ခုကစပိန်လာလီဂါပွဲစဉ်ဖြစ်တဲ့ဘာစီလိုနာနဲ့ဆက်တာမျိုးဒီဘွဲမှာအင်ရှန်ဘာစီကဘော်ဒီဂျီနှလုံး၄၅ပြားစားနဲ့ဂူပေါင်းဂျီနှလုံး၈၀စားမှာဘော်ဒီဇီယိုဂူပေါင်းဂျီတိတိသာပြင်းနေတဲ့အနေထားမှာရှိပါတယ်။ဒီပထမကြော့ စက်တိုင်းအင်ကုန်လာတော့အတူတူတော့ချက်ထားပြီးအဲ့ဒီဘွဲမှာဝေးပါစီကဗော်ဒီချစ်တလုံး90စာကျေပွန်ထားပါတယ်။အင်ဝင်ဝေးဝင်ကြည့်မယ်ဆိုတော့ဒီတလုံး90ရှုံးလာပဲပေါက်တဲ့လူတွေကမှ2ဘလက်45ရာစာကဘာစီတို့မလူဘက်ဈေးရန်ပြင်းနေတဲ့နေရာမှာရှိပါတယ်။လက်ရှိဖောင်ကြည့်ရမယ်ဆိုလို့မျိုးတလုံးကတော့အဖောင်ရန်ကောင်းနေပါတယ်။စက်တားလည်းနောက်ဆုံး၅ဘွဲမှာ3ဘွဲတဘွဲရှုံးတဘွဲတည်ဘာစီလိုနာလည်းနောက်ဆုံးတော့မာသုံးမွေးတိုင်းတစ်ဘွဲရှုံးဘွဲတွေနဲ့ဒီစေတာလည်းလက်ရှိမှာအဆင့်ခွင့်နဲ့တူပေါင်ရန်ကောင်းထားတဲ့အနေအထားမှာရှိပါတယ်။ဘာစီလိုနာကိုကြည့်ရမယ်ဆိုရင်ဒီပြီးခဲ့တဲ့ဒီချန်ပီယံလိဂ်ဘွဲမှာဒေါ်မွန်နဲ့ဒီနောက်ဆုံးမိနစ်တိ ခက်ခဲကန်ထားတဲ့အနေအထားမှာလည်းဖြစ်တယ်။ဒီကစားသမားအများစုလည်း champion လေးဇက်တိုက်ကန်ထားတဲ့အနေအထားမှာပွဲပန်းနေတဲ့အနေအထားမှာလည်းဖြစ်တာကြောင့်ဒီပွဲမှာတော့ဒီကစားသမားတွေကိုအနာပေးဖို့လိုအပ်နေတဲ့အနေအထားမှာရှိပါတယ်။ဘာစီလိုနာအနေနဲ့လည်း champion league ကိုနောက်တစ်ဆင့်တက်ထားတဲ့အနေအထားမှာဖြစ်တာကြောင့်ကစားသမားအများစုတန်ရာများရှိရေကိုအဓိကဥတည်ပြီးတော့ကစားရမယ့်အနေအထားမှာရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီပွဲမှာတော့ဒီ blue effect 2.45စပေါက်ကြည့်အောင်မှာ win win setup ကိုရွေးချယ်ထားပါတယ်။ setup ကိုရေရှုံးမယ်ဆိုရင်လည်းဒီတစ်ခုပေါက်ကြည့်45ပြား ရင်းရမယ့်အနေထားမှာဖြစ်တာကြောင့်ကျွန်တော်45ပြားရင်းပြီးတော့ Away Win Setup ပေါ်ကြီးကိုဝေးချထားပါတယ်။နောက်တစ်ပွဲတော့ League 1ပွဲစဉ်ဖြစ်တဲ့ PSG နဲ့ Lihabat ဒီပွဲမှာလည်း Asian PSG က Borussia နှလုံး90ရှုံး၊ဘူပေါင်းကြီး၄လုံး30စားမှာ Borussia ကိုပေါင်းစီရောဒီ Barcelona ပွဲလိုပဲကြီးခက်ပြင်းပြင်းဖွင့်ထားပါတယ်။ဒီနေ့လက်ရှိဖောင်ကြည့်ရမှာဆိုလေလက်ရှိဖောင်မှာတင်းတင်းပေါင်းကောင်းမွန်ထားတဲ့နေရာမှာရှိပါတယ်။ဒီကြည့်ရလဲနောက်ဆုံး၅ဘွဲ့မှာဒီဘွဲ့နိုင်တဲ့ဘွဲ့ရှုံ။ဝင်းဝင်းလီယာဘက်ကလည်းနောက်ဆုံး၅ဘွဲ့မှာ၂ဘွဲ့နိုင်တဲ့ဘွဲ့ရှုံ တပွဲတွေနဲ့မိရဘက်လဲဖောင်ကောင်းထားတဲ့နေသားမှာရှိပါတယ်နောက်ပိုင်းပွဲတွေမှာတန်းစုံစုံကနေရုံးလာတဲ့နေသားမှာရှိပါတယ်နောက်ဆုံးပွဲမှာနှစ်ပွဲတိနိုင်ထားတဲ့အခြေအနေအတွက်မိရဘက်တို့တန်းစုံစုံကနေရုံးကန်ထားတာတွေ့ရပါတယ်ဒီပွဲမှာလဲဒီပြည့်ကြီးတို့ဒီကူအန်ဖလာကိုလဲရရှိပြီးသွားတဲ့နေသားမှာဖြစ်တာကြောင့်သူ့အနေနဲ့လိုအပ်ချက်မရှိတော့တဲ့နေသားမှာရှိပါတယ်ပြည့်ကြီးတို့ချန်ပီယံလိမှာလဲနောက်ဆုံးတက်ထားတဲ့နေသားမှာလဲဖြစ်တယ်အဲမိဂရယ်အဆွန်ပြန်တဲ့ပွဲမှာလည်းနောက်ဆုံးမိနစ်ထိဒီကုံရေကန်ကစားထားတဲ့နေသားမှာဖြစ်တာကြောင့်ဒီပွဲမှာတော့ကစားသမားအများစုနားပိတ်လာနေတဲ့နေသားမှာရှိပါရဲ့ ဒါကြောင့်မို့ကျွန်တော်ဒီဘွဲမှာတော့နှလုံး85ပြားရှုံးပေါ်ကြောက်မှာအဝေးဝင်းလီယာဘတ်တို့တန်းစင်းဆုံးရောင်းရတဲ့သူသုံးခုပြတ်မရှုံးနိုင်တဲ့ဘွဲလို့ယူဆပါတယ်ဒါကြောင့်မို့ကျွန်တော်လီယာဘတ်ဘော်ဒီကိုတွေးကြည့်ထားပါတယ်စနေနေ့နေ့မှာပွဲများတာဖြစ်တဲ့ကြောင့် Telegram Free Channel မှာကျွန်တော် Long Get ရေး Free တင်ပေးသွားမှာဖြစ်ပါတယ် Telegram Free Channel ကိုလည်းတွားရောက် join နိုင်ပါတယ်အားလုံးပဲစနေညမှာပေါင်းကြကြပါ